မြန်မာနိုင်ငံတော်ယာယီတမရောင်းနိုင်ငံတော်လုံခြုံရေးနဲ့အီထန်းတာယာယီကော်မရှင်ဩဂထပို့ချုပ်မူကြီးမေယော်လိုင်းဒီဒီဇင်ဘာလ၁ရက်နေ့ကမန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်မြို့နယ်ဇီးပင်ကြီးရှိနိုင်ငံဝန်ထမ်းတက္ကသိုလ်အထက်မြန်မာပြည်ရဲအယားရှိလေကျင်းရေးကျောင်းဇီးပင်ကြီးနဲ့ပဟိုမီတက်တင်တန်းကျောင်းပြည်ဦးလွင်တို့မှနီးပြအယားရှိများနဲ့တင်တန်းသားတင်တန်းသူများကိုတွေ့ဆုံခဲ့ပါတယ်။တမရောင်းအနေနဲ့2021ခုနှစ်မှာစ၍ယခုအချိန်အထိနိုင်ငံတော်ဝန်ထမ်းဆောင်စီရင်တွင်နိုင်ငံရေးအယားဖြစ်ပေါ်လာတဲ့လက်နက်ကိုင်ပဋိပက္ခများနိုင်ငံရေးအယားပိတ်ဆို့မှုများတဘာဝ ဘီယန်ရဲ့ကြုံတွေ့ခဲ့မှုများနဲ့အခက်အခဲအကျက်တဲများကိုတစ္ဆာရှိနိုင်ငံဝန်ထမ်းများတာဝန်သိပြည်သူများရဲ့စုစည်းညီညွတ်အားဖြင့်ကြော်ဖြတ်နိုင်သည်ဟုပြောကြားခဲ့ပါတယ်။ဒီမိုကရေစီနိုင်ငံတစ်ခုတွင်ရွေးကောက်ပွဲဒီအလွန်အရေးကြီး၍ယခုလ28ရက်နေ့တွင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည်ဖြစ်အောင်လွတ်လပ်ပြီးတရားမျှသာသည့်ရွေးကောက်ပွဲဖြစ်စေရေးတိုက်ခါရှိသည့်ရွေးကောက်ပွဲဖြစ်စေရေးကြိုတင်ပြင်ဆင်မှုများကိုစီမံဆောင်ရွက်ပြီးဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ရွေးကောက်ပွဲအောင်နိုင်ငံတော်လုံခြုံရေးအခြေအနေအရအပိုင်း၃ပိုင်းခွဲ၍ဆောင်ရွက်သွားမည်ဖြစ်ကော င်ရွေးကောက်ပွဲတွင်မဲမတမာမှုပြုလုပ်ရေးမရနိုင်တဲ့မြန်မာအီလက်ထရောနစ်မဲပေးဆက် MUEM များဖြင့်စံနှမဲများပေးနိုင်ရေးစီမံဆောင်ရွက်ထားတယ်လို့ပြောကြားခဲ့ပါတယ်အိမ်နောင်တင်တန်းသောတင်တန်းသူများအနေဖြင့်ဆန္ဒမင်းများပေးရာတွင်တိုင်းပြည်နှင့်ဒေသအကျိုးကိုဆောင်ရွက်နိုင်သူဒုတော်ဝင်အရေးသုံးပါးကိုလိုက်နာဆောင်ထိန်နိုင်သူတမတော်နှင့်တဟဇာတာဖြစ်စွာလက်သွဲဆောင်ရွက်နိုင်သူများကိုရွေးချယ်၍ဆန္ဒမဲပေးရန်လိုသည်ဟုဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းကပြောကြားခဲ့ပါသည်